ရှင်တွေအားလုံးတာလီကြပါ Diplomat Media Group DMG ရဲ့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ် ဒီကနေ့မှာတော့ခုနှစ်လကျော်ကြာမြင့်လာတဲ့ကြောက်ဖြူစင်းမြင့်တာအကြောင်းပုံနာကျောင်းရဲ့ရသေးတော်ကကြေးရွာတွေကိုစစ်ကောင်စီလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့တဲ့ရင်မောင်တော်ကကျဲလက်ဒေသတွေမှာငှက်ပြားအဖြစ်များနေတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့ရင်တွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုကျမဖြူဖြူရဲ့အတူကောင်မင်းကပူပေါင်းတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့ခွန်လာကျော်ကြာမြင့်လာတဲ့ကြောက်ဖြူစစ်မင်းနာအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။တရုတ်စီမံကိန်းရှိတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အာရခတတော် A တို့တိုက်ပွဲဖြစ်ပွားနေတာခွန်လာကျော်ကြာမြင့်လာပြီးဖြစ်ပါတယ်။ ကျောက်ဖြူမျိုးနဲ့လေးမှန်အကွာကတညဝတီရေတဌာနရှုပ်အနီးမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ20ရက်စတင်ခဲ့တဲ့တိုက်ပွဲဟာလက်ရှိကျောက်ဖြူမျိုးရဲ့တောင်ပွဲနဲ့အနောက်တောင်ပွဲနေရာအနှံ့ထီတိုက်ပွဲ area ကျေပြန့်လာတာဖြစ်ပါတယ်။စက်တင်ဘာ29ရက်ကလည်းစကောက်စီဘက်ကထိုးဆက်ဆင်လာတာကြောင့်ဂေါ်ဒူကျေးရွာအနီးတိုက်ပွဲဖြစ်ပွားနေပြီးစက်တင်ဘာတွေကလက်နက်ကြီးနဲ့ပြက်ခတ်နေတယ်လို့သိရပါတယ်။ဒါပြင်ကလဘာမလက်ကျွန်းမင်းတတောင်ကန်ဒီ နှစ်ဖက်တောင်ပြတဲ့ကြက်တိန်တဖွန်ကစားတဲ့ကြေးကအနီမှာအခုလစတင်မှာတတိယဘက်မှာတိုက်ပွဲတွေပြင်းထန်ခဲ့တာပါဆက်ကောက်စီကပြခဲ့တဲ့ဇွန်လပိုင်းကစပြီးညဝတီရဲ့ဌာနချုပ်အမတ်30ရက်တည်းရင်နဲ့တရုတ်တောင်ငွေတန်းစီစေယုံ OGD ဖက်ကနေစကြောင်းတွေဖြန့်ကျက်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်မလွကျွန်းကြေးကဘကထိုးစစ်ဆင်နေတဲ့ဆက်ကောက်စီစကြောင်းဟာလက်ရှိကလပါနဲ့ဂေါ်တူကြေးကအနီတဝက်ကိုထိုးဖောက်နေပြီးအမတ်30ရက်တည်းရင်ညဝတီရဲ့ဌာနချုပ်ဖက်ကနေထိုးစစ်ဆင်နေတဲ့စကြောင်းတွေနဲ့ထိစပ်ဖို့ကြိုးပမ်းနေပါတယ်တောက်ဖီမ မြို့နယ်မှာတရုတ်ကရင်းနှီးထားတဲ့ရင်းနှီးနဲ့သဘောထားတဲ့ပိုက်လိုင်းတွေအပြင်အဲ့ဒီစီမံကိန်းတွေနဲ့ဆက်ဆက်တဲ့အဆောင်အုံနဲ့စစ်ရုံတွေရှိတဲ့ကြောင့် အာရခတတ်တော်အတွက်တိုက်ပွဲဖော်ဆောင်မှာအကန့်အသတ်တွေကြုံနေရတယ်လို့ပြောဆိုကြပါတယ်။အာရခတတ်တော်ဟာပြီးခဲ့တဲ့ဇူလိုင်လပိုင်းကစပြီးအမတ်30ရက်တည်းရဲ့အနီးကထိန်းချုပ်နေရတချို့နဲ့နှမ်းဖက်တောင်ပြင်ရှင်မလကျွန်းစားတဲ့ကြေးဝါတွေကိုနောက်ဆုတ်ပေးခဲ့ရပါတယ်။ချက်ဖူစစ်မင်းနံမှာစက်ကောင်စီအရီတောင်းကိုအတိကအသုံးပြုပြီးစစ်သင်ဘောတွေနဲ့လက်နက်ခဲယမ်းတွေအပြင်ဆက်သက်အင်အားထောင်နဲ့ရှိဖန်ကျက်ထားတာကြောင့်အာရခတတ်တော်အနေနဲ့စစ်သင်ဘောတွေကိုဖျက်ထားဖို့လိုအပ်နေတယ်လို့ဒေသခံတွေကသုံးသပ်ကြပါတယ်။ ဆက်လက်ပြီးတော့ပုံရကျွန်းနဲ့ရတဲ့တောင်ကကြေးရော်တွေကိုစစ်ကောင်စီလက်နက်ကြီးနဲ့ပြစ်ခတ်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။အရခတပ်တို့ထိန်းချုပ်ထားတဲ့မွန်နှောကျောင်းမြို့နယ်နဲ့ရတဲ့တောင်ကကြေးရော်တွေကိုစစ်တွေမျိုးတပ်ရင်းတွေကနဲ့လက်နက်ကြီး drone စတာတွေနဲ့အခုရပ်ပိုင်းအတွင်းနေစဉ်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါသေးတယ်။ပုံနှောကျောင်းမြို့နယ်အစမှာရှိတဲ့ကွန်တောင်အိုင်ဒင်းဇပထားနဲ့ဝါဘိုကြေးရော်တွေကိုစစ်ကောင်စီရဲ့စစ်တွေအခြေစိုက်တိုက်ရင်းတွေကနဲ့တိုက်ခိုက်နေတယ်လို့စစ်ရေးတပ်ရင်းမြစ်တူကပြောတာကိုအတန်အစားထုတ်ဖတ်ပြထားပါသေးတယ်။ စစ်တပ်မျိုးနဲ့အဆက်မရှိတဲ့ကြေးရတွေကိုစစ်ကောင်စီကဒီရဲဘက်မှာနေတန်းတိုက်ခိုက်မှုတွေပြုလုပ်လာတာရှိပါတယ်။ပါတလေတိုင်ရင်တွေကလမ်းလမ်းကြီးတနေလှမ်းပြစ်သလိုဒုံးတွေနဲ့နေတန်းတိုက်ခိုက်တာရှိပါတယ်။စစ်ကောင်စီကရန်လတဲ့အပြုအမူတွေကိုဒီလာတွင်းမှာဆက်တိုက်ဆိုသလိုပြုမှုနေတာအဲ့လိုစစ်ကောင်စီကလက်နက်ကြီးနဲ့ drone တွေပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပုံနှံကြောင့်မျိုးနေထဲကကြေးရဆေခုထက်မနေ့ကထောင်ထဲချီတဲ့ဒေသခံတွေဟာပုဂုတ်လအတွင်းမှာစစ်ဘေးတင်းရှောင်ခဲ့ကြရပါတယ်စစ်တွေမျိုးနေနဲ့အဆက်ကြေးရတွေမှာစစ်ကောင်စီက လက်နက်ကြီးနဲ့ drone အမြဲတမ်းပစ်ခတ်နေတဲ့အတွက်လေယာဉ်လုံငန်းကိုတော့မလုပ်ကင်နိုင်ဘူးလို့ကွန်တောင်ကြီးရွာကအမျိုးသားတဦးကပြောပါတယ်။ဒါအပြင်စစ်တွေမြို့နယ်နေဆက်ကဒါအပြင်စစ်တွေမြို့နယ်နေဆက်ကရေတဲတော်မြို့နယ်မစည်းကမ်းက ကြေရော့ဆိုင်ကျွော်ကိုလည်းမနေ့ကစက်တင်ဘာလ29ရက်နေ့လေပိုင်းကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးတေဆုံးပြီးတော့နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာရတဲ့တောင်မြို့နယ်ထေကပစင်းမော်ညောင်ပင်ကြီးကန်ချောင်းကံပြင်းမင်းကန်ရှောင်းစားတဲ့ကြေရော့တွေကဒေသခံတွေဟာစစ်ပေးတိတ်ရှောင်နေကြရတယ်လို့သိရပါတယ်။စစ်ကောင်စီဟာရွှေကောက်ပွဲအတွက်ရခိုင်ပြည်မြို့တော်စစ်တွေမှာအင်အားဖြည့်တင်းမှုပြုလုပ်လာပြီးရခိုင်ပြည်ကမြို့နယ်တချို့ကိုလည်းစေရအယဖိအားပေးလာတာဖြစ်ပြီးတော့ရွှေကောက်ပွဲအတွက်ရာသလောက်တိုက်ခိုက်လာနိုင်တယ်လို့ပြောဆို নিজার আলে শনিবারে မောင်တော့ကခြေလက်ဒေသတွေမှာငှက်ဖြတ်အဖြစ်များနေတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။ဒီကနေ့မောင်တော့မြို့နယ်ကခြေလက်ဒေသတွေမှာရသည့်အပြောင်းအလဲနဲ့အတူချိန်ကျောက်ဖြစ်ပွားတဲ့ငှက်ဖြတ်ရောဂါအဖြစ်များနေတယ်လို့ ULAAA ရဲ့လူသားရှင်းစာနာထောက်ထားရင်းနဲ့ဖွံ့ဖြိုးဆိုင်ရာပူပေါင်းဆောင်ရွက်ရုံ HTC ကိုထုတ်ပြန်ရှင်းရသည်ရပါတယ်။ HTC ကမောင်တော့မြို့နယ်ကိုမြေပြင်ကွင်းဆင်းပြီးကျန်းမာရေးဆောင်ရှောက်မှုဆောင်ရွက်ရှင်ကျင်းရရှဲရကလူဦးရေ100လောက်ကိုငှက်ဖြတ်ပို့ဆစ်ဆဲရမှာ18ရောက်ဟာငှက်ဖြတ်ဖို့တွေ့ရှိခဲ့တယ်လို့မနေ့ကထုတ်ပြန်ထားပါတယ်။မောင်တော့ဒေသခံတွေဟာလမ်းမဆက်တဲ့ရခက်ခဲမှုငွေ ကြေးအခက်အခဲမှုအပြင်ဆင်းရုံစစ်ခန်းနေပါမှုတို့ကြောင့်ကျမရင်နဲ့ပတ်သက်ပြီးအခက်အခဲတွေရှိနေကြတာပါ။မဖြာရောဂါဟာရှင်ကျောက်ဖြစ်တတ်တဲ့ကုသရောဂါတစ်မျိုးဖြစ်ပြီးမိုးဥကာလနဲ့အခုလိုမိုးနောက်ကာလတွေမှာအဖြစ်များတတ်ပြီးရှင်ကြိုက်ခံရပြီးဆယ်ရက်ကနေလေးဘက်အတွင်းမှာလက္ခဏာပြတတ်ပါတယ်။ရခိုင်မှာမိုးနောက်ကာလအတွင်းရှင်ပေါက်ဖွားနှုန်းမြင့်တက်နေတဲ့ကြောင့် ခုဆက်ရောဂါတွေတိုးလာနိုင်ရဲလို့ HTCO ကသတိပေးထားပါတယ်။လက်ရှိ HTCO ကရခိုင်ပြည်မှာမုတ်သုံရာသီကာလအတွင်းရှင်ကတဆင်ကူးစက်နိုင်တဲ့ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီးမြေပြင်မှာကျန်းမာရေးဆောင်ရွက်မှုတွေလှုပ်ဆောင်နေပေမဲ့လမ်းဘက်ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာအဲ့လိုကျန်းမာရေးဆောင်ရွက်မှုရရှိဖို့ခက်ခဲနေပါတယ်။ရခိုင်ပြည်အတွင်းဆက်တွေ့ကြောက်တော်များဦးပုံနှံကျွန်းစားတဲ့မြို့နယ်တွေမှာရာသီအကူးပြောင်းကြောင်းတုတ်ကွေးဖြစ်ပွားမှုနဲ့အတူကူးစက်မှုမြင့်တက်နေပါတယ်။ပုံနှံကျွန်းမြို့နယ်မှာလူငွေအကူ3900ရာသီတုတ်ကွေးဖြစ်ပွားနေပြီးဖြန့်နာတာနာစီတာ၆ဆိုးတာခန္ဓာကိုယ်နာကျင်ခက်ခဲတာဝန်တော်တာပြော ောဝနာစတဲ့ဝေဒနာတကို ခံစားနေကြရတယ်လို့ဒေသခံတွေကသိရပါတယ်ခင်ဗျာတတိယဘောဆက်လက်တင်ဆက်ပေးနေပါတယ် စစ်ကောင်စီရွေးကောက်ပွဲကို BGF, DKB ရဲ့ KNL, PC သုံးဖွဲ့ကာကွယ်ပေးမဲ့တရင်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။ကရင်ပြည်နယ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်စစ်ကောင်စီရွေးကောက်ပွဲကိုကာကွယ်ပံ့ပိုးပေးသွားမယ်လို့ကရင်နေချဆောင်တပ် BGF, Democracy အကျိုးပြုကရင်တပ်မတော် DKB ရဲ့နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ညင်းချမ်းရေးကောင်စီ KNL, PC တို့ကစက်တင်ဘာလ28ရက်မှာပူးတွဲထုတ်ပြန်ပါတယ်။ PGA အမှတ်နှစ်တက်နေဌာနချုပ်မှာတွဲဆောင်ဆွေးနွေးမှုအပြီးမှာဒီသဘောထားကိုထုတ်ပြန်လာတာဖြစ်ပါတယ်။အဲ့ဒီပူးတွဲထုတ် ုတ်ပြန်ချက်မှာပါတီစုံဒီမိုကရေစီစနစ်နဲ့ပြည်သူ့ရဲ့တည်ငြိမ်အေးချမ်းတဲ့ဘဝကိုပို့ဆောင်နိုင်ရတဲ့အတွက်ရွေးကောက်ပွဲမှာပါဝင်ဆန္ဒမဲပြုမှုကြောင့်ထိခိုက်နေနာမှုမရှိစေဖို့အဖွဲ့စုံပူးပေါင်းကာကွယ်သွားမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ကရင်ပြည်နယ်ရဲ့လက်ရှိစစ်ရဲနိုင်ငံရဲ့အခြေအနေကိုလည်းလာတုံ့တက်ပြီးတော့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခပေါင်းစုံကိုဖြေရှင်းနိုင်ပြီးဒီမိုကရေစီနိလကြတဲ့ပြည်သူရွေးကောက်ခံအစိုးရပို့ထွက်စေမယ်လို့အဲ့ဒီသုံးဖွဲ့ကဆိုပါတယ်။ကရင်နေချောင်းတက် BGF ဟာစစ်ကောင်စီလက်အောက်ခံနေချောင်းတက်ဖြစ်ပြီးတော့ DKB PDA နဲ့ KNL PC တို့ဟာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဖို့တူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီးတော့စစ်ကောင်စီနဲ့ဆက်ဆံနေတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။ခြားတစ်ဖက်မှာလည်းစစ်ကောင်စီဟာ KNU ကိုမတရားအသိနဲ့အကြမ်းဖက်အဖွဲ့ဖြစ်ကြေညာထားပြီးပြစ်ခတ်ပွဲနှောက်ယှက်မှုဥပဒေတွေနဲ့အမှုဖွင့်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ခိုကန်တဲ့မီရှောက်ရှန်ရဲ့မိသားစုဝင်တွေအပါအဝင်၁၆ရောက်ကိုတရုတ်တရားရုံးကတည်တံရှာမှတ်တဲ့သတင်းကိုတင်ဆက်ပေးမှာပါခိုကန်နေသားမှာအရှိဆိုင်ပြီးအွန်လိုင်းငွေလေလုပ်ငန်းအပါအဝင်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့ကွလန်သူခိုကန်တဲ့ကြီးမီရှောက်ရှန်ရဲ့မိသားစုဝင်တွေအပါအဝင်ဖုန်း၁၆ရောက်ကိုတရုတ်တရားရုံးကစက်တင်ဘာ၂၉ရက်နေ့မှာတည်တံရှာမှတ်လိုက်ပါတယ်သူတို့ဟာအွန်လိုင်းငွေလေလုပ်ငန်းမှုရဲ့စေဝါရောင်းဝယ်ဖောက်ကွက်မှုလိန်လုံးဝါ လောင်ကစားတွေအပါအဝင်ရဇဝဲမှုတွေကို2015ခုနှစ်ကတည်းကကျူးလွန်လာခဲ့တာဖြစ်တယ်လို့ဝန်ကြိုးတရားရုံးကပြောကြားချက်ကိုကိုးကားပြီး CCTV သတင်းဌာနကဖော်ပြပါရတယ်။2024ခုနှစ်နိုဝင်ဘာလကတရုတ်အစိုးရနဲ့မြန်မာစစ်ကောင်စီတို့ပူးပေါင်းပြုလုပ်ခဲ့တဲ့စစ်စင်ရေးအတွင်းသူတို့ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။သူတို့ဟာကိုကန့်ဒေသကနေရအများပြတ်မှာလက်လက်ကန်အဆောင်အဖွဲ့တွေလည်းရှိတာပြီး2023ခုနှစ်အောက်တိုဘာလအတွင်းကဖေးရတခုမှဆိုရင်လူပေါင်း၁၄ယောက်အထိတက်ပြည့်ခဲ့ပြီးအဲ့ဒီထက်မှငွေလေလုံငန်းတွေကထွက်ပြေးသူ၁၀ယောက်အထိပါဝင်တယ်လို့တရားရုံးကပြောပါတယ်ခင်ဗျာ။ ။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။ Trump ကိုဒေါ်လာ22တန်းယူကျေးပေးဖို့ YouTube သဘောတူတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။2022ခုနှစ်ဇန်နဝါရီလ6ရက်မှာဖြစ်ပွားခဲ့တဲ့လွှတ်တော်အဆောက်အအုံအကြမ်းဖက်တိုက်ခိုက်မှုကြောင့်အကောင့်ဆိုင်ငံ့ခံခဲ့ရတဲ့ Donald Trump ရဲ့တရားစွဲမှုကို YouTube ကဒေါ်လာ22တန်းပေးဆောင်ဖို့ မနေ့ကသဘောတူညီခဲ့တယ်လို့ဘန်ကောက်ပို့စတင်းမှာဒီကနေ့ဖော်ပြပါရယ်တွဲကောက်ပွဲမှာထရန့်ကဘိုင်ဒန်ကိုရှုံးနိမ့်ပြီးတဲ့နောက်2020ခုနှစ်ဇန်နဝါရီလ6ရက်မှာထရန့်ထောက်ခံသူတွေကလွှတ်တော်ကိုအကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့တာပါအဲ့ဒီအထီးကရုံအပြီးမှာ American သမ္မတရဲ့ YouTube Channel ကိုရပ်ဆိုင်းခဲ့တာဖြစ်ပြီးသူ့ရဲ့ Channel ကိုမာယွန်းစာဆိုင်ငံ့ထားတယ်ဆိုပြီးထရန့်က YouTube ကိုတရားစွဲခဲ့တာဖြစ်ပါတယ်အကြမ်းဖက်မှုလှုံ့ဆော်တာကိုစတင်တဲ့ website ရဲ့မူဝါဒတွေကိုချိုးဖောက်တာကြောင့် Fire Channel ကိုဆိုင်ငံ့လိုက်တာလို့ YouTube ကဆိုထားပါတယ် American ပြည်ထောင်စု California ပ်ပြီးနေဖက်ဒရယ်တရားရုံးရဲ့ဖြေရှင်းညှိနှိုင်းရေးအကြောင်းကြားစာအရအဲ့ဒီဒေါ်လာ22သန်းကိုအင်ဖြူတို့ခန်းမဆောင်ပြင်ဆင်ဆောက်လုပ်တာအတွက်လူတန်းတော်မယ်လို့သိရပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 6လဲ3 633ကိုလုံချုံဆိုင်ဆက်စွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အချိန်နေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနိုင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။